မယုံဆိုတော့အတင်းကိုစီမံခံခွဲရမှာတခါတည်းမှားခဲ့ပါရင်ဘယ်လိုမှားလဲဆိုတော့ခိုးသား900နဲ့ပေါ့ပရိသတ်အောင်မဲမိနာများ Yesport IMAC ကိုရှေ့ကိုစားပွဲကနေပြန်လည်ဆိုလိုက်ပါရင်ဒီနေ့မနေ့ကစားခဲ့တဲ့ Batting နဲ့ Forward တို့ရဲ့ပွဲမှာ Anthony တယောက် Batting အတွက်ခြေစွမ်းပြ goal တွေသွင်းသွားခဲ့တာနဲ့ပတ်သက်ပြီးအတွေးလေးတွေအများကြီးဝင်မိပါရင် Anthony ကနယ်သာလန်ကလပ်အားထဲမှာကစားခဲ့တဲ့အချိန်ကနေပြ Eric Dan ရဲ့လက်အောက်မှာအမြန်နှုံးနဲ့ဘောလုံးထိမ့်သိမ့်မှုဆိုရင်ကောင်းမွန်ခြင်းတွေနဲ့အတူထွန်းတောက်ခဲ့တယ်အဲ့မှာသူကလောင်ရင်ထဲကနေလွတ်လိုက်တဲ့ငှက်လေးလိုပဲ Queen ထဲမှာလွတ်လွတ်လပ်ပြန်တန်းနိုင်ခဲ့တယ်အားထဲမှာ Anthony ကဘောလုံးကိုကစားရင်ပြန်မဲ့ခံတဲ့တွေကို ဟေးငါဘာလို့ကိုလာဖမ်းချီတန်းဆိုပြီးတော့ခလေးကစားသလိုကစားခဲ့တာပါ တမက်ဒီကောင်သူ့ကိုဖမ်းဖို့စ조사ရင်ကိုင်းထဲမှာလမ်းပြောက်ပြီးဒီကောင်လေးဘလို့လှုပ်ရှားကစားနေတာလဲဆိုပြီးတော့ခေါင်းကုပ်နေရတဲ့အနေအထားမျိုးဖြစ်ပါရင်နရနဆန်နေမှာမန်ယူကိုပြောင်းရွှေ့ခြင်းပေါင်85ဒနဲ့ရောက်ရှိလာခဲ့ပြီးသူဆရာတန်းနဲ့လက်တွဲခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်မိမောင်အန်တိုနီက IMR တုန်းကလိုလွတ်လပ်စွာပြန်တန်းနေတဲ့ငှက်လေးမဟုတ်တော့ဘူး။လောင်ရင်းချသွားတဲ့ငှက်လေးလို့ဖြစ်သွားပါတယ်။နှစ်နှစ်ခွဲအတွင်းမှာပွဲပေါင်း80ကျော်ပါ12ခုပဲသွင်းနိုင်ခဲ့ပြီးဂိုးဖန်လေးကို9ချိန်မရခဲ့ပါတယ်။ပရိသတ်တွေကဒီကောင်လေးပါလို့အားရတုန်းကလိုမကစားနိုင်တာလဲဆိုပြီးတော့ခေါင်းကုပ်ဖိန်ကုပ်အပြေရှားနေကြပါတယ်။အန်တိုနီမန်ယူမှာကစားရင် ဘောလုံးကိုကန်တိုင်းဂိုဘော့ကပမာလဲငါဘောလုံးဘယ်ရောက်သွားလဲဆိုပြီးကွင်းထဲက GPS လိုအပ်နေတယ်လို့ဖြစ်နေပါတယ်ပရိသတ်တွေကလည်းဟေးပေါင်85ဒနဲ့ဝယ်လာတဲ့ကစားမကဘောလုံးကိုကွင်းပြင်ပို့ပြီးကစားနေတာလားဆိုပြီးတော့မျက်ရည်တုံနေရခြင်းကများခဲ့ပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီအစ်ကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲအင်တာနက်လိုင်းရှိရောဖုန်းလေးတစ်လုံးရှိရောနဲ့ Yes Ball I Bet 89 Agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေ့အားထဲမှာစော်ကစားနိုင်ပြီးတော့ I Bet 89မောင်ငါးချောင်းမှာဘော်ဒီမောပထမပိုင်းဒုတိယပိုင်းတော့မကောက် ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တဲ့30ရာခိုင်နှုန်းစနေနေ့တိုင်းယူနစ်ဖြစ်900ခိုင်နှုန်းလာချုပ်ရှုံးကြီးဘောနဲ့900ခိုင်နှုန်းပေးတဲ့အပြင်မြေပြတ်မရှိယုံကြည်စိတ်ချသွားကစားချင်တယ်ဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3921539 3949ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာ 2025ဇန်နဝါရီမှာအန်တိုနီကလာလီဂါကလပ်ရီယယ်ဘက်တစ်ကိုအငှားနဲ့ရောက်သွားခဲ့ပါတယ်။ဒါကသူ့ဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သွားခဲ့ပါတယ်။ဇန်နဝါရီအတွင်း26ဝယ်မှာကိုကိုသွင်း၅ခုဖန်တီးခဲ့ပြီးသူ့ရဲ့ IMR တော့ကခြေစွမ်းကိုပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ညကနော်ဂျန်ဖော်ရန်နဲ့ယိုပါလိတ်ပွဲမှာအထူးထူးထေချားခဲ့တဲ့ပွဲမှာတကိုးသွင်းတကိုးဖန်တီးခဲ့ပြီးပွဲထဲမှာကျယ်ဝင်းလို့တောက်ပနေခဲ့ပါတယ်။ဒါကြောင့်ဘက်တစ်ကအန်တိုနီကိုအပြစ်သက်ခေါ်ယူခဲ့တာပါ။ အန်တိုနီဘန်တစ်ကိုရောက်သွားတာနဲ့ဘောလုံးကိုကန်တိုင်းကိုပေါက်တဲ့ကိုဝင်သွားသလိုပဲဒါကကွင်းထဲမှာဟေးဒါကငါအိမ်ပဲဆိုပြီးတော့ကစားနေသလိုပါပဲအန်တိုနီတယောက်ဘန်တစ်မှာချိန်ဆွမ်းပြကစားနေတာကိုကြည့်ရင်မယိုပရိသတ်တွေကတော့အန်တိုနီကငါတို့မှဘာလို့ဒီလိုမကစားတာလဲဆိုပြီးတော့မျက်ရည်ကျနေရောမှာဖြစ်ပါတယ်မယိုလည်းရှိအနေထားကအန်တိုနီတယောက်ထဲပြဿနာမဟုတ်ပါဘူးအသင်းရဲ့စီမံခန့်ခွဲမှုကတကယ့်ကိုခေါင်းထဲမှာ ဟုတ်တော့မရှိချီးတယ်ပြနေတဲ့အနေထားမှာရှိနေပါတယ်။မန်ရဲစီမံခန့်ခွဲသူတွေကဒီကစားသမားကကောင်းနေကြရင်ဝယ်ပြလိုက်ကွာဆိုတဲ့သဘောနဲ့ပတ်စံနေဖြုံးနေနေခဲ့ပါတယ်။အန်တိုနီကိုပေါင်85သန်းနဲ့ခေါ်ခဲ့ပေမဲ့သူ့ကိုဘယ်လိုအသုံးပြုမလဲ။အတင်းရဲ့ရေရှည်ပြူကဘာလဲဆိုတာဘာမှမစဉ်းစားထားဘူး။ဒါကဂျပန်900နဲ့9ကဘာလောက်မှားခဲ့တယ်လို့ပြောမယ့်အခြေအနေမျိုးပါပဲ။မန်ရဲစီမံခန့်ခွဲသူတွေကကစားမခေါ်တဲ့အခါဒီကောင်ကဘောလုံးကန်တဲ့ဆိုရင်ပတ်စံထုတ်ပြီးဝယ်လိုက်စမ်းပါဆိုပြီးတော့ဒေါသချဲပေါက်ရကမစီကအမွေအရထားတယ်လို့ကိုလုတ်ခဲ့ကြတာပါ။ပြီးတော့ဘောလုံးသမားကအတင်းနဲ့အံဝင်တဲ့အခါဟမ် ဒီကောင်ကဘာလို့မကစားနိုင်တာလဲငါတို့ဝယ်လာတာဘောလုံးသမားမဟုတ်ဘူးလားဆိုပြီးမန်နေဂျာရုံးထဲမှာခေါင်းကုတ်နေခဲ့ကြပါပါပဲဒီလိုစီမံခံခွဲမှုလို့ဆိုရင်ဂျပန်900မဟုတ်ဘူးဂျပန်9000လောက်အမှားကဲလောက်တယ်လို့ပြောရအောင်မယ်ဒီမှာရင် မင်းမအတင်းကိုဘယ်လိုတီဆောင်မလဲဆိုတဲ့ဥတီချက်မရှိဘူးကစားမတွေကိုဝယ်လိုက်ကစားတယ်လို့လွှတ်လိုက်ဘူမန်မသိကိုမန်မသိနဲ့ဖဲဝင်ရိုက်နေတယ်လို့ပါပဲဒီလိုနဲ့အန်တိုနီတို့အရင်ချင်းရှိတဲ့ကစားမတွေတောင်တင်းမနေရမမှန်ဖြစ်ပြီးအဆင်မပြေဖြစ်သွားခဲ့ရပါတယ်မင်းရဲ့စီမံကံကွဲသူတွေကိုဘီဝါအကြောင်းမင်းဘီဝါအဲ့ဒါကပါလဲစားလို့ရလားလို့ပြန်ပြေးမသေးကြပါတယ်သူတို့ကအတင်းကိုတီဆောင်နေတာမဟုတ်ဘူးကစားမတွေကိုဝယ်လိုက်လွှတ်လိုက်နေအတင်းကိုပတ်စံအပုံကြီးနဲ့မိုနိုပိုလီကစားနေတယ်လို့ပါပဲဒီလိုဆိုရင်အတင်းကဘယ်လိုလုပ်အောင်မြင်ပါလဲဖလားတွေကိုအိမ်မက်ထဲမှာစုခုနေရမှာလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ် ညီကိုတို့ကရောဘယ်လိုမြင်ကြလဲအခုလက်ရှိမှာလည်းမန်ယူက regulator နဲ့အစားကနေပြန်လည်တည်ဆောက်နေတော့ဆိုပေမဲ့အရင်လိုတွေခြေထုတ်ကြခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းရတာတွေကိုလက်မလည်နိုင်သေးပါဘူးမန်ယူလက်ရှိအခြေအနေနဲ့ပတ်သက်လို့ညီကိုတို့ဘက်ကလည်းမိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပေးခဲ့ကြပါအောင်အစုံနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ